ငါနေ့ငါးနေ့ကြောက်ပါတယ်။အာပပစားချင်တာအခုစားလေရတယ်။စားရမို့။အဲကျွန်တော်တို့ဘယ်တော့စားမလဲဆိုတာတော့အတိအကျတော့ကျွန်တော်မပြောချင်ဘူးခင်ဗျ။ဟိုအဲ့အချိန်ရောက်လို့ရှိရင်လည်းအလုံးပိတ်တက်တယ်လည်းကြည့်ကြမှာပဲလေ။အဲ့အတွက်ကြိုတော့မပြောချင်သေးပါဘူးဟုတ်တယ်။ you every single day အရင်တော့အထက်တော့မဖြစ်တော့ဘူးခင်ဗျ တို့နောက်ပိုင်းကတော့အဆင်ပြေတယ်။ဟုတ်။ဘယ်ကနေနေရောအဆင်ပြေပါ့။ဒီမှာဆိုရင်သူကဘောနည်းနည်းမင်းအဆောက်ပွေပေးထားဘလို့ရှိရလဲဆို။ပါဘူးရစ်တာလည်း main clip ပဲနေเนาะ main clip ပဲဆိုတော့တော့ဝင်ကိုတာတို့ဘာလို့အဲ့လိုမျိုးတော့ရှိရပါဘာမှလည်းနောက်ပိုင်းစိတ်ဘူးတော့ short ရပါတယ်ကျွန်တော်အမှန်တော့မ short လို့မမြင်ဘူးတကယ်ပဲဒီမှာပြောလို့ပဲ main clip ဆိုတော့တော့ဝင်တူတာတို့ဘာလို့ရှိရပါဘာမှနည်းနည်းလေးရစား အဲ့လိုမျိုးစိတ်ထဲမှာကတိကတိကောင်ဖြစ်သွားတာတွေပါအများကြီးရှိရပေါ့နော်ရင်တော့ဒါပေမဲ့အဲ့ဒါတွေကိုအခုနောက်ပိုင်းတော်တော်လေးကိုရှော့လိုက်ပြီးဘာဖြစ်လို့လဲဆိုတော့ဟိုရံပြစ်တဲ့အချိန်တွေကိုနှမျောလို့ပါရံပြစ်တဲ့အချိန်တွေကိုနှမျောပြီးတော့အဲ့လိုမျိုးအဲသူနဲ့တွေ့နေတဲ့အချိန်အိမ်ပြန်သွားရရန်ဖြစ်ပြီးအိမ်ပြန်သွားတဲ့အချိန်တွေပါတယ်ဆိုလို့ရှိရင်ပြန်အိမ်ပြန်ရောက်မှအဲ့လိုမျိုးနောက်လာရတယ်နှမျောမြင်ပေါ့နော်အဲဒါဟို နှစ်ယောက်လုံးအားရတဲ့အချိန်တွေ့ရတာဆိုတော့လေအားကြောင့်ဟိုရံပြစ်မဲ့ကိစ္စပေါ်လာခဲ့လို့ရှင်တော့ဒီတိုင်းမဲ့ညှိပြီးတော့အဆင်ပြေလို့ပဲနေလိုက်ပါတယ်ဟုတ်ကဲ့အဲအခုနောက်ပိုင်းကတော့ပေါ့နော်အရင်လိုတော့ကားနာမတွေ့ပြလောက်တော့သူလည်းသူ့လုပ်တင်နေသူကျွန်တော်လည်းကားရဲ့ဒီလေစတိုက်ဖြစ်နေတော့ပေါ့နော်တခါတလေကျွန်တော်အားရတဲ့အချိန်လေးအဲအလုံးနားတဲ့အချိန်မှရှင်ပြည့်ကြအဲ့လိုမျိုးတက္ကနာတာပဲတွေ့ပြလောက်တော့ဟုတ် တော်အချိန်ပေးပြီးတော့ကျွန်တော်စိတ်ပြေအောင်ဟိုဆိုပါအဆင်ပြေအောင်ဘယ်လိုမျိုးပြောမလဲပြန်ပြီးတော့ချော့ရတယ်ပေါ့နော်အဲအဲ့လိုမျိုးအချိန်ကြာကြာဆိုလို့တူရတာကျွန်တော်ပေါ့ကျွန်တော်ကလည်းမှန်နေတော့တော်တော်နဲ့စိတ်မပြေဘူးသမီးရကြီးပဲချော့ရတာပေါ့ခုနကသူပြောသွားရည်တူစိတ်ကောက်စိတ်ဆိုတာပိုကြာတယ်သမီးကကြာတယ်ဆိုတော့ကြာတယ်ဆိုတော့ तू ကပြန်ချော့ဖို့ဟိုမချော့လို့ကြာနေတာမနေ့ကတော့တော့ချော့ချော့နေအောင်မဟုတ်ဘူး तू ကချော့ဖို့ရေကိုကြာနေတာအဲကြောင့်ကြာသွားတာ ကိုယ့်ရဲ့ပိတ်သက်ဆိုကြတဲ့ကတော့ချစ်လို့အားပေးကြတာပေါ့။ဘာပဲဖြစ်ဖြစ်ပါကျွန်တော်တို့အခုလိုအားပေးကြတဲ့ဆရာပိတ်သက်ကြီးကိုဒီပဲကျေးဇူးတင်ပါတယ်။အဲပြောပါစေပြောပါပြောလေဟာကျေးဇူးများတင်ပါတယ်လို့ပိတ်သက်အားလုံးလည်းအမြဲတမ်းစိတ်ချမ်းသာပါစေလို့ကျွန်တော်များဆုတောင်းပေးလိုက်ပါတယ်